ရှင်မြရဲ့ဘွဲ့နံပါတ်လေးနဲ့တက်တော်လေးရင်မိတ်ပြီးပါဦးခင်ဗျာပြီးတော့ရဲ့ဘွဲ့ကတော့ဥဝိဝိတရပါဗျာဟုတ်ပါဘူးလူနာမည်ကဥလတ်သေးပါအဲနံပါတ်လေးကိုပြန်တွဲမလားပြန်ပြောပြလို့တွဲမလားတက်ပါဗျာအဲဥဝိဥဝိတရပါဗျာဥဝိတရဘုရူသားပါဗျာဟမ်ဘုရူသားဥဝိတရဘုရူသားဟုတ်တယ်ဗျာလေလားတို့ကမင်္ဂလာတော်ပါဗျာမင်္ဂလာတော်ပါတက်ပါဟုတ်ပြီဒုံလက်ပါလား မဟုတ်ပြရတယ်နေ့မှဒကာဥသောမြေကြီးမှုကျင်းမှလည်းရဟန်းကန်ရှင်ပြုပါအေးအဲ့မျိုးဟောဒုံနဘတ်ဟောဒုံနဘတ်သူ့ရဲ့ညီပါဗျအေးဟုတ်ပြီဟုတ်ပါအဲ့တော့ရှင်ပြမနေ့ရက်လျှောက်ရှင်နော်မနေ့ရက်လျှောက်ရှင်အသက်ကဘယ်လောက်လဲ69ရက်9ရက်မှာ69ရက်တော့ရောက်ပါအဲ့တော့ဘာတွေအတိတို့လျှောက်ရှင်တာလဲလျှောက်ပါဦးရှင်မနေ့ရက်မနေ့ရက်ပြီးတော့ဒီတရားစကားရောက်တာလေညီမတွေရဲ့ကောင်းမှုပေါ့နော်ဦးစင်းကရှင်ပြရက်ွက်မှာတော့ကြီးမိုက်လို့ပေါ့ကြီးမိုက်ရောကြီးမိုက်ပါ အသက်ကြီးကြီးပြီပေါ့ပါရတရားပါညာလည်းမလုပ်ဘူးပေါ့သာသမိမိသားစုကစပါတော့နော်ဥစဉ်ကြီးမိုက်ပေါ့ဥစဉ်ကလည်းကြီးမဲ့ဆိုတဲ့အတိုင်းပဲဘယ်လိုပြောရမလဲမနေ့မနေ့တစ်ပတ်ကြီးဝတ်တယ်ပေါ့နေ့တစ်ပတ်တစ်ပတ်ဖြစ်သူပါညနေတလုံးတင်ကြိုင်ဟုဆိုတဲ့မူနဲ့လည်းတောက်ပါဗျာဟောနေ့တော့သဘောကျတယ်နဲ့ကြာကြာလေးပြန်ရုပ်ပြီးတော့ဟောမနေ့တစ်ပတ်စီးဝတ်မနေ့တစ်ပတ်စီးဝတ်တယ်ပါဗျာ နေခင်တပိုင်းချစ်သူပါညနေတလုံးတင်းញိုင်းကိုနေခင်တပိုင်းချစ်သူပါချစ်သူပါအဲ့ဒါလေးလက်ပြီးတော့ကလုတ်ပါတယ်ဗျာအဲ့တော့ဒီတရားစကားဝင်ဖို့အတွက်ကိုညီမတွေကပြောပြတဲ့အခါမှာပြီးတော့ကအယက်ကဆိုင်ငယ်လေးပြီးထားပါတယ်ကားလည်းတိုက်ထားတယ်ခြေတော့ကမကောင်းဘူးဗျာဟာကောင်းတယ်ဒူးကောင်းကမကောင်းဘူးဟိုတကမာကြီးဆိုပဲဥစဉ်နဲ့ဆိုင်ငယ်အစီအစဉ်ဖြစ်ထားတာပေါ့ အော်ဒီတရားလေးကိုသွားကြည့်နေလာကြည့်လို့ညီမတွေကကောင်းတယ်လိုက်ခဲ့ကုသိုလ်လေးရမယ်ဝင်လဲဝမယ်တရားလေးရမယ်အဲ့လိုလေးပြောတဲ့ခါကျတော့သူတို့ကစိတ်ပါဝင်သောပြောတော့ပြီးတော့လည်းအားနေတော့လိုက်ချင်တယ်ပေါ့လိုက်ချင်တဲ့အချိန်မှာတခါကြီးကလည်းရှင်ပြန်ရန်ကလှုပ်ပေးမယ်လိုက်ခဲ့သူ့ရဲ့တပည့်တွေတားတဲ့တပည့်တွေမိကြီးတွေလည်းထိရတာပေါ့ဆိုပြီးတော့ထိတော့ပြောခေါ်လာတာမှန်ပါပါအဲ့ဒါနဲ့ပြီးတော့ဒီမှာဝိဖြစ်သွားတာပြပြတော့ရှင်ပြရဲ့ ရောင်းရောက်တော့ညီမတွေကလည်းပြောတယ်တရားဟောကောင်းတယ်ပေါ့နော်တရားဓမ္မကိုလည်းသဘောဝါကျကျဟောတတ်တယ်ပေါ့နော်လူပိုင်ညာကိုလည်းနားလေသဘောကျအောင်ဟောပေးနိုင်တယ်အဲ့တော့အကိုကုစုလည်းရမယ်ဒေါကလည်းပြောက်မယ်အဲ့ဒါလေးညှိုးတဲ့အခါကျဦးစင်းလည်းဝှစ်ဖြစ်သွားတာဝှစ်ဖြစ်သွားတော့ကိုယ်ရင်းအဆပြီးတော့ရှင်များတို့ညဉ့်ညပြတတ်တဲ့အတိုင်းကုတ်လိုက်လာပြီးတော့ငါအောင်ရှာတာပေါ့ ပြီးတော့လည်းငါဇွဲနဲ့လာတယ်လို့ဆိုတော့တော်တော်နဲ့ရှာမတွေ့ဘူးဗျာဘယ်လိုဖြစ်နေဆိုတော့အမူပဲဟိုမမူရလို့ပဲလားကိုကိုကိုပဲဘူဝဲနဲ့ဖြစ်နေလားဗောမလိုက်နိုင်ဘူးဘိုးပဲမပြီးလို့လားအင်းမမူရလို့ပဲလားဗောဗျာအဲ့လိုဖြစ်နေတာဗျာအဲ့တော့စိတ်ကဝေဝဲမရတော့မှားအဆင်မပြေဘူးဗျာအဲ့တော့အဲ့ဒါတွေကိုချူတယ်ဗျာ မလုတ်ပါဘူးဗျာမလုတ်ဘူးလေမလုတ်လို့ဒီစင်ဒီတပီတော့ရောက်လာလို့ဝန်တာလို့အခုရှောက်တော့ဗျာအဲတပီတော့စင်ညာရတာပေါ့ငါမှမပိုင်တဲ့ကိစ္စငါလည်းငါကုံကမပိုင်ဘူးဆရာတော်ပြောငါမှပိုင်ဆိုင်တာလည်းဘာမှမရှိတော့ဘူးအဲငါသွားရင်ငါနောက်ပါမယ်ကိစ္စပဲငါလောက်ရမှာအဲ့ဆိုတော့ပြီးတော့တန်တဲ့ချပဲဒီလောက်ကိုလုတ်ဖြစ်တာပါဗျာအဲတော့နေရပြောရင်တော့ရောက်ချင်းရတော့တော်တော်ခက်တယ်ဗျာနေဦးထိုင်မှုစာရေးတောက်ရစာပေါ့ အညာဆိုလဲဒူးကကဲ့လူကလဲပတ်ကြလဲဟာတာတာပေါ့ချိန်ကြတာဆိုတော့လည်းနည်းနည်းသိရမှာအဲ့ဒါအာတာပြေလေးတော့လှမ်းပြီးတော့တကယ်ချင်းနေတော့လှမ်းနောက်တာပေါ့အဲ့ဒီတော့တော့ထွက်မှပဲတွေ့တော့စိတ်ကအဲ့လိုစတာပေါ့ဗျာမန္တရတော့မလုပ်တော့ပေါ့မလုပ်တော့မလုပ်တော့ပေါ့အဲ့ဒါဒီမှာရတဲ့တရားတွေကတော်တော်ကောင်းပါတယ်ဗျာဟုတ်ငါဆိုတဲ့အစွဲလဲတပည့်တော်ဒီရမှပြုတ်သွားတာဗျာဟုတ်ငါမှဘာမှမရှိတော့ဘူးငါလည်းမပိုင်ဘူးငါလည်းမဆိုင်တော့ဘူးဆိုတော့ ူရပ်ပါကအနာတိသွားပါတယ်ဗျာဘယ်အချိန်မှတိသွားတာလဲအမနီးကနေကင်းကမနေ့ပိုင်းပေါ့အရှင်မယားတိလပေးပြီးတော့ပြန်ပြီးတော့နားထောင်တဲ့အချိန်မှာဟိုဘုရားတိလရှင်ဆရာတော်ကြီးကဖွင့်ပြတယ်မနေ့ပိုင်းတရားကိုလေဦးဇင်းတို့ပြန်ဖွင့်ပြတဲ့အခါကျတော့သူကပြည်ကန်ဒီနိုင်ဝက်ဖွင့်ပေးမယ်လို့ပြောတယ်အဲ့ဒီအချိန်မှာသူတို့ပြောတော့ပြီးတော့လေအရှင်မယားဟောတဲ့ကောင်ကကြည်လက်ပေါ့အဲ့ဒီအပိုင်းကိုရှုမှတ်နေတဲ့အချိန်ပေါ့ ဘုရားကမအီးကလည်းပြောပါတယ်မိနစ်30တော့ပြည့်သွားပြီတဲ့5မိနစ်ကြာနေတယ်ပေါ့နော်အဲ့ဒါဆိုရင်ကိုယ်ကောင်းကချီလိုက်ကိုယ့်ရဲ့လိုချင်တဲ့နေရာလေးပြန်ဆူဆိုက်ပြီးတော့ပြန်လဲဆူဆိုက်ပြီးကြည့်ပါအောင်လို့ဆိုတဲ့အချိန်မှာပဲပြီးတော့ခြေတော့ကိုပြန်ပြီးအာယုံခံတဲ့အချိန်မှာဒီလွတ်သွားတော့ပြီးတော့စိတ်ထဲမှာအိတ်ကြိုက်သွားတဲ့ကလက်ကနေဆိုတမျိုးဖြစ်သွားတယ်ဗျဖြစ်သွားအဲ့မှာဝေဒနာခံစားရတဲ့ခြေတော့ကိုလက်ကြည့်တဲ့အခါကျခြေတော့ကဝေဒနာမရှိဘူးဗျ ဒုက္ခနဲ့ဆိုတပည့်တော်ခြေတော့တော့မရှိတော့တော့ထင်လိုက်တယ်ပေါ့နော်အဲ့လိုအတိဝင်သွားတော့အာဒုက္ခပဲမနေ့ကမှဒီတရားကိုလိုက်မရလို့ရှင်ပြရတော့ရှောက်မလို့ပေါ့ပြီးတော့မှအတ္တစိတ်တွေများနေလို့လားငါစိတ်မပြောက်လို့လားပေါ့နော်ဥမာရှင်ပြတော့ခေါ်ပြတဲ့ဥမာစာတော်မှာဖတ်ပြတဲ့ချက်လက်တွေကလည်းအရန်ကောင်းပါလေဗျာမလိုက်နိုင်တဲ့အကြောင်းလည်းမရှိပါဘူးအဲ့တော့ပြီးတော့ဝမ်းလည်းတားတဲ့ဒီအလုပ်ကိုလုပ်ဖြစ်တဲ့တော့လည်း ုသိုလ်ရှင်ညီမတွေကိုလည်းကျေးဇူးတက်ပါပြီးတော့ဒါတရားတော့မရှိတာမဟုတ်ပါဘူးဖေရလည်းပြီးတော့ရှစ်ခိုးပါတယ်တရားလည်းရှစ်ခိုးပဲတန်ခါလည်းရှစ်ခိုးပါတယ်ဘာနဲ့သုံးလပတ်ဆိုရင်ဆုံးပါညာလောင်းလို့ကိုယ်နဲ့ကိုယ်ကလောင်းလို့ဒါပေမဲ့တပည့်တော်မှာတိလတ်တမာတိနဲတယ်ဗျာရှင်ပြောရှင်ပြတော့တိလပေးလို့မဆိုရင်တပည့်တော်ထွက်ပြေးတာဟုတ်အဲ့ဘဝတိရှိပါတယ်ဗျာဟုတ်ပါဘူးဒါကြတော့မှတိလပေးမဲ့ဆိုအကြောင်းမျိုးပြပြီးတော့ထွက်ချောင်နေတာ အခုလိုကိုယ်ရဲစတဲ့မှာလိုက်ရတော့မှာပဲတရားအကြောင်းသိသွားတော့ပြီးတော့ပို့ရဲကျေသူတင်ပါအားရရပရမသုတရက်ထဲမှာပဲပရမသုတပုတ်ထဲနဲ့ပြီးသွားတယ်နော်ဟုတ်ကဲ့နှစ်ရက်ပြနှစ်ရက်မနေ့ကမှစရနှစ်ရက်နှစ်ရက်လာပြီးတော့ကိုယ်ရဲ့နေဝင်လာဟုတ်လူကိုယ်ရဲ့ပြောင်းရအဝင်လေဟုတ်တယ်ဗျာဒုတိယအဲ့နေ့ဆယ်ရက်နေ့ကမနေ့ကမှစတာဟုတ်တယ်ဟိုနေ့တရားဟောသူတို့ကလေးတရားဟောတဲ့ပြောတဲ့နေ့ကတပည့်တော်ကအဲ့နေ့ကဒီကိစ္စလေးပြင်းနေတာ ်တင်ရဆိုတပိတော့အဆင်မပြေလို့ဗျာဟောအဲ့ဒါကိုဒီနေ့အော်သူများတွေတော့ရကြတယ်ပေါ့နော်သူတရားတွေကရသွားကြတယ်ကိုယ်လည်းရှုမှတ်မယ်ဆိုပြီးတော့ဒီနေ့အဲ့ဒါလေးကိုဆက်ရှုမှတ်တော့ပြန်ပြီးတော့တရားလေးကိုပြန်ဖွင့်တဲ့ချိန်မှာရတော့ဒီနေ့မှရတာလားမနေ့ကရမနေ့ဒီနေ့မနေ့ပါဒီမနေ့တက်ပါပဲ။ဟောဒီနေ့မနေ့ပြန်တရားပြန်ပြီးတော့နားထောင်နေရှိတာမှရတာ။ဟုတ်ပြီအဲ့တော့မနေ့ကတရားရှောက်ဖို့လို့ပြောခြင်းတည်းနော်။ဟုတ်တယ်အဲ့ဒါကတပည့်တော်လိုက်လို့မရဘူး။ လိုရှိရမလဲမသိလို့ရှောက်တာတင်မခုတိရွာလို့ရှောက်တာဩတော်သေးတာနော်မျိုးဖြစ်သွားမနေ့ကတော့မသိစေရှောက်မလို့ဒီနေ့တော့တိကျင်လို့ရှောက်မှာဘယ်လိုကြည့်ရမလဲဘယ်လိုလိုက်ရမလဲတိသွားတယ်တိသွားတယ်ဟာလို့တိသွား6ကြည့်ရလည်းပျောက်သွားတယ်ဝေဒနာတယ်ဝေဒနာလည်းပျောက်သွားပျောက်သွားရစိတ်ကဘယ်လိုခံစားရလဲတော်တော်ပီတိဖြစ်သွားတယ်ဗျာတပိတော့ထိုင်ထတာတော်တော်ခက်နေတာလေဟုတ်လားအင်းထိုင်နေတော်တော်ခက်နေတော့သူကဒီမှရှင်မဲတပိတော့ထိုင်ထူရတယ်ဟုတ်တယ်ပြန်သွားရင်လမ်းမှာဝလုံးတစ်လုံးချတာအဲ့နဲ့ရှောက် အခုဒီနေ့တော့တော်တော်လေးကိုကောင်းပါတယ်ပြ။ကောင်းပါ။စိတ်ထဲလည်းပေါ်ပါပါတယ်။ပေါ်ပါပါနော်။ကျန်ပါ။လွတ်ပြောက်သွားတယ်စိတ်ပြန်လည်းပေါ်ပါနဲ့။စိတ်လည်းပေါ်ပါတယ်။အဲ့ဒီပေါ်ပါလန်းဆန်းပြီးတော့လွတ်မြောက်သွားတဲ့အတ္တိကဘယ်လောက်လောက်ကြာလဲ။ရှင်ရဟို20စက္ကန့်လောက်ပဲရှာပါ။20စက္ကန့်လောက်ပဲ။20စက္ကန့်လောက်ပဲ။အဲ့ချမ်းသာမှုပေါ်ပါလွတ်မြောက်သွားတဲ့ချမ်းသာတဲ့အဲ့လွတ်မြောက်မှုက အချမ်းသာဘုရားဘာနဲ့ဥပမာနိုင်စားလို့လဲမရပါဘူးခင်ဗျာဘာနဲ့မှနိုင်စားလို့မရဘာနဲ့မှနိုင်စားလို့ဆက်ပါအခုဦးစင်းကိုတပည့်တော်ကိုရှောက်နေတဲ့ချိန်မှာရှင်မစိတ်ကဘယ်လိုခံစားနေလဲအာဝန္ဒပီတိဖြစ်နေတာပါအခုရှောက်နေတဲ့ချိန်မှာလည်းဝန္ဒဝန္ဒပီတိဖြစ်နေဩကောင်းပါဘူးနော် အဲ့တော့ဟိုကြောက်ခဲကြီးပေါ်လာပြီတမဟုတ်တယ်မလားတမဟုတ်ဗျာကြောက်ခဲเนาะဟုတ်ကဲ့ဆက်သွားမယ်အဲ့တော့အဲ့ဒီဤတိလေးရရှင်မြတ်ရဲ့ဘဝမှာမေ့သွားနိုင်တာလွမြောက်တဲ့တိအမမေ့နိုင်ပါဘူးဗျာဟုတ်ပြီအဲ့ဒီလွမြောက်တဲ့တိလေးနဲ့ဒါရှင်ကအခုအဲ့ဒီစိတ်နဲ့အဲ့ဒီလွမြောက်တဲ့အတိနဲ့သိရင်အပေလေးဖို့ငြိမ်းရှင်းတဲ့ကြာတပြီတော့မေတ္တာဖို့ပြီးမကြတာမကြနိုင်ပါဘူးဗျာအမတို့မကြဘူးဒီတရားတကူကြောက်မှာဟောတရားရဲ့တရားတော်သတိသတိဉာဏ်နဲ့ဉာဏ်နဲ့ရှင်ပြီးတော့ ကြတဲ့တရားမဟုတ်ဘူး။ဟုတ်ပြီခန္ဓာမှာဘာဟုတွေ့သွားလို့ရှိတယ်။ခန္ဓာမှာလည်းငါမရှိရောငါမပိုင်ရောငါမဆိုင်ရောဂုံတိသွားပါပဲ။ဟုတ်ပါတော့เนาะဆိုပြီးအဲ့တော့ဒီတရားလိုက်တာမသိခဲ့ဘူးမကျင့်ခဲ့ပဲနဲ့အရှင်ကအရင်တော့လည်းပဲကြီးပြီးတော့မိုက်နေမယ်ဆိုရင်ဘယ်စိတ်နဲ့တည်ပြီးဘယ်ဘဝလည်းရောက်မှာတဲ့။ကျင်းနေတာပါဗျာ။နတ်ပြည်အောက်ကိုမရောက်မှာမဟုတ်ဘူး။ငရဲ6ထပ်ရောက်မှာ။เออเออ6ท่าเงี้ย7ท่าแล้วพี่ออกแทนเนี่ยเงี้ย6ท่าออกไปยောက်มาหมดเลยเออๆဟုတ်ပြီ7ท่า7ท่า7ท่าเออเงี้ย7ท่าจ้ะ6ท่า ကျမငယ်ကြီးရှင်းတယ်ဒီဆက်သွားပဲကျပါတော့เนาะအခုကျပါတော့เนาะအခုတိသွားတော့ရှင်မအခုပြန်သွားရင်ကြအောင်မလားမကျတော့တော့ပါဘူးဗျာကျက်ပေါ်တဲ့မင်းကြီးဘယ်လိုဖြစ်မလဲအာတပည့်တော့အတိလက်ရှိသွားပြီတတိလက်ရှိသွားပြီညံလက်ရသွားပြီဩတရားလက်တွေ့သွားပြီဩတရားလက်တွေ့သွားတရားလက်တွေ့သွားဝမ်းသာเนาะကျမတို့အမှုရှိတဲ့ကံဓမ္မတွေကိုရှင်မတွေ့ဘာတွေပြောပြတယ်အမနဲ့ပြန်လာရင်ကျေတုတည်ညာကိုပြောမယ်ဗျာအမနဲ့ပြန်ဒါအောင်မနဲ့ပြန်လာမှာဗျာဩအဓိကတော့ညမတွေပေါ့ညမနှစ်ယောက်ကဒီမှာတရားစကားလက်ဝင်နေဝေဝဆက်လက်လက်ပဲ ်မလာရင်းနဲ့မအေးတန်းတယ်ဒီမနေ့ကပေါ့ဦးစင်းအောက်ကပေါ့ငယ်လေးပေါ့ဟုတ်ဘူးအဲ့တော့တပည့်တော်ထက်သွားမယ်အဲ့တော့ရေတော့ကနိဗ္ဗာန်ဆိုတာကြားဘူးလားကြားဘူးပါဗျာရေတော့ကြားလို့နိဗ္ဗာန်ဘယ်လိုမျိုးလဲဘယ်တော့ရောက်မှာအဲ့ဒါတော့တပည့်တော်ကကြည့်ကြံခဲ့ပြီးတော့မသိဘူးလေဗျာနိဗ္ဗာန်ရှိတယ်ဆိုတော့သိတာအေးအခုကျတော့ဘယ်လိုသိပါလဲအခုကတော့နိဗ္ဗာန်ရောက်နိုင်တယ်ဆိုတော့ဒီတရားကြောင့်တိလကြောင့်တပည့်တော်ရောယုံလိုက်ပါတယ် ုတ်ပါဘူးဒိဗ္ဗံရောက်နိုင်ပါခန္ဓာကြီးနဲ့ရောက်သွားတာညံနဲ့ရောက်သွားတာညံနဲ့ရောက်သွားတာပါဗျာညံနဲ့ရောက်သွားတာအဲ့တော့အဲ့လိုကြည့်ရမယ်မသိဘူးနော်မသိရဘူးဆိုတာကျင့်တော့ကျင့်နေအာနာပါနရှုတယ်တရားထိုင်နေပရိစိတ်တယ်ကြောင်းလင်းခိုက်ဆက်ကြောင်းလျှောက်ဘူးပါလေဗျာတရားတွင်ဆေသက္ခာနဲ့ပဲဝင်ဘူးပါလေဩမဆိုးပါဘူးဒါပေမဲ့တပြီးတော့တိလက်တမာတိနဲတော့ဆင်းမပြေဘူးဗျာအဲ့လိုဖြစ်သွားတယ်။အဲ့ဒီမှာလာပြီးတော့ကြောက်ခဲရေပူတော့ဒီမှာမြမတွေအရှင်ရှင်မဟုတ်တော့ဒါတော့အကြောင်းတားပြောလုံးလို့ ညပြီးတော့အမြဲတမ်းပြောတာလားအမြဲတမ်းပြောရဲစွဲဆောင်လားလူမကြီးလားကိုနောက်ပါမဲ့လို့လို့ကြီးမကြီးသေးကနီးနေပြီအဲ့လိုပဲပြောတာညီမတွေရတယ်ဟုတ်အကိုကြီးအကိုကြီးချစ်တုံးနဲ့ပြောတာချစ်စလုံးနဲ့ခေါ်တာအကြိုင်ဘယ်ရောက်သွားတော့မလဲဆိုကိုကိုတိအဲ့လိုလုပ်တယ်အဲပြီးတော့တောက်တုံးတောက်ဆဲပဲသူတို့ပြောလဲတောက်တုံးပဲအခုဒီနေ့စနေနေ့ကတုံးနေနေရောက်ခုတယ်စနေနေ့ညတော့ပြီးတော့အမူးတောက်လာဟုတ်လားပြောပါ မဆိုးပါဘူးနောက်မတောက်အောင်မဆိုးဘူးနောက်မတောက်တော့ဘူးဒါစိတ်ကချထားလိုက်တယ်တနေ့တည်းချလိုက်တယ်ငါဒီလုပ်ရအောင်လုပ်မယ်ငါမှမပိုင်တဲ့ကိစ္စရုံငါငါပိုင်တဲ့လုပ်ငါသွားလုပ်မယ်ဆိုပြီးတော့ရဲဝင်ထွက်လာတာတဲ့ဟောပေါင်းပါတယ်နော်ဆင်ပါတယ်နောက်ဆုံးတောက်တဲ့အရက်ကမူးလာမူးတယ်ဗျာအိမ်တော်လေးဝက်ထောက်ဗျာနောက်ဆုံးသူတော့အဝတ်တော့ဆက်တယ်ပါဗျာကောင်းပါပတ်တော့နော်ဆင်ပါအဲ့တော့ပြန်လာရင်တောက်ပါ မတော့တော့ပါဘူးအကျင့်ကြီးတွေကစောင့်နေမှာပေါ့ဟာသူတို့လည်းသူအကြောင်းနဲ့သူတို့ပေါ့ကိုလည်းကိုအကြောင်းနဲ့ကိုပေါ့ဗျအေးပေါ့ဟုတ်ဘူးเนาะအဲ့တော့အကြောင်းတရားရှိသွားရင်အကျိုးတရားအတွက်ပြီးတော့ပြန်လောက်ရပါလိမ့်အေးပါဝမ်းသာတယ်เนาะရှင်ပြဒီလိုတရားတွေနဲ့ရတဲ့နဲ့ဒီလောက်တူညံပွင့်သွားတာဝမ်းသာတယ်เนาะရှင်ပါဗျာဒီမှာဘယ်မှာလို့တော့တော်တော်အေးချမ်းသွားမှာเนาะအေးချမ်းတယ်ဗျာတက်နေလေတပည့်တော်တက်မျိုးစီပြင်းနေမှနေလားမဟုတ်လေရှင်များဟုတ်ဒီလိုတရားရတော့မင်္ဂလာတော်တရားကွယ်လုံးတော့တော်တော်အေးချမ်းသွားမှာဟုတ်တယ်ပါဗျာသူမကြီး ်ငြိမ်သွားပြီဆိုတော့ဟုတ်ပြီအဲ့တော့ပါဏာချုပ်ပြလိုက်တာဟာတယ်ပါဗျာနော်အဲ့တော့ချမ်းသာတာကိုတရားလို့ទីသွားတာလားတရားချမ်းသာသွားတာတရားကြောင့်ချမ်းသာသွားတာទីသွားပါဘယ်အရာတွေကိုရှင်မရတရားလို့ទីသွားတာလဲရှင်မရတို့ဒီမှာတွင်မကိမတ်ပါသိပရာအလေလလမ်းစဉ်ရဒီမှာစောင့်ကြည့်ပါတယ်လက်အလေလစင်ညာနဲ့ဒီတရားတွေကြောင့်တပည့်တော်တော့ဒီထွက်ပေါက်ရသွားတာကောင်းပါလားအဲ့တော့ တရားဆိုတာဘာပြောတာလဲမြစ္စည်းမပြုတာဆိုတာဘာပြောတာလဲမြတ်တာမြတ်တာတဲ့အလေလားလားလေမြတ်တာဆိုတာအကောင်းတွေပြောတာလားဆိုးတွေပြောတာလားပေါင်းစုံကြရတဲ့အကောင်းတွေကြီးပဲပြောတာလားအဆိုးတွေပဲပြောတာလားတော့အကောင်းအောင်ကြရတဲ့ဟာကိုပြောတာပါဘာဩအဲ့တော့အကောင်းရှိရင်ဆိုးရှိပါတယ်ဆိုးရှိရင်ကောင်းလည်းရှိပါအဲဒါဆိုဒီခိုက်ဒီဘဝမှာမိုက်ရတာတန်သွားပြီရှင်ပြာနော်ဆိုးတွေကရမ်းပြတ်သွားပြီတင်ပါဗျာအဲ့တော့မိုက်ရတာတန်သွားပြီတင်ပါဗျာတန်သွားပြီလား တော့ကောင်းပြီလို့တော့ထင်တာပဲတန်ပါပြီလားလို့မေးတယ်တန်ပါတယ်ဗျာတန်ပါဗောမိုက်လည်းမိုက်တယ်တောက်လည်းတောက်ပါတယ်တောက်လည်းတောက်တရားလည်းရအောင်ချင်းမြောက်တန်တဲ့နေမရှိတော့တင်ပါပဲအသက်ကလည်း90ပြည့်တော့ဟုတ်ပါဗျာအေးเนาะရက်ွက်တယ်မှာမှတ်ပါပဲဗျာဒုက္ခတွေကိုပတ်ပေးပြီးတော့မှာတင်ပါဗျာပြောလာဒီမှာတရားစကန်လာပြောရဲ့ဗျာအေးဟုတ်ပါเนาะအဲ့တော့ဆက်သွားမယ်အဲ့တော့ဒီတရားတွေတီးသွားတော့ဒီလိုလွယ်ကူသောအကျင့်လှိမ့်မြန်သောအသည့်တွေကိုရနိုင်ဖို့ကျင့်နိုင်ဖို့ဆိုဘယ်လမ်းဆက်သွားမှာလဲအဲ့ ်ပြီးတော့ဒီအလေလက်လမ်းနေနဲ့ဆက်ဆက်ပြီးတော့မကင်လမ်းကိုဆက်ဆက်ပေါ့ဗျာကောင်းပါလေဆရာเนาะမကင်ဆရာအဲ့တော့ဒီတရားတွေဒီတော့ရှင်မဘသူတွေကိုကျေးဇူးတင်နေတယ်လေကျေးဇူးရှင်အဓိကတော့ညီမနှစ်ယောက်ကိုသူတို့ကကိုနာအောင်ပြောပြီးတော့ခေါ်တာလေတေရနီးတော့မယ်ဆိုပြီးတော့တရားဖက်ဖို့မရမဖက်နဲ့တော့သူတင်းခေါ်လာဟုတ်လားနာအောင်ပြောပြောတာတည်းတည်းပြောပြလို့ရတယ်အဲ့ဒါပဲတောက်နေတဲ့အသေးပါတဲ့ မူးပဲနေတဲ့ဘာမှဖရားလုပ်တရားလုပ်မလုပ်နေတဲ့ကိုယ်ရင်လုပ်ရကိုယ်လည်းမလုပ်ဘူးတဲ့ဖရားတရားလည်းမလုပ်ဘူးတဲ့အဲတေတော့မှာတဲ့လိုက်ခဲဆိုခေါ်အားလုံးညီမနဲ့ကိုကျေးဇူးတင်တယ်ညီမနဲ့ကိုသူကျေးဇူးတင်တယ်ဟုတ်ပါဘူးတခါကြီးကတော့ကိုကြီးပေးတာပေါ့နောက်တော့ဘယ်သူလိုကျေးဇူးတင်နေတယ်လဲဩကိုလွန်သားပါပြီမိဘတွေကတော့မရှိတော့ဘူးဩတဲ့ယူကောင်တော်မတွေပဲကျေးဇူးတင်တယ်အေးပါတော့ကောင်းပါတော့ဟုတ်ပါဆရာအဲ့တော့ဒီလို ရှင်များတို့လူတော်တရားရတယ်ကြီးမိုက်ကြီးကြောင်မှတရားရတယ်ဆိုတော့ရှင်များတို့လူလူမြောက်ဖို့အတွက်ချမ်းသာဖို့အတွက်ဘယ်သူတွေနောက်ထပ်တရားရသေးခြင်းလဲရပါဘူးဟုတ်တပည့်တော်လိုပဲတောက်ပေါ်တောက်ပဲရှိသေးလားမရှိတာပေါ့ဗျာဘယ်သူတွေရသေးခြင်းလဲအကုန်လုံးဆွဲခေါ်ပေးမယ်ကျွတရားရတော့ရက်ဆိုင်ကတော့ဒေဝါလိခံသွားမှာပဲရှင်တို့တက်ကြအောင်ဟာတက်နိုင်ဦးဗျာဒေဝါလိအမတက်နိုင်

စွန်းတော့တော့တောင်းတောင်းနေလှူပါတကမ။ဟောတပည့်တော်ရဲ့ဟိုတမက်ပေါ့။ဟောတမက်သူ့ရသည်ကျင်လာ။သူ့ရသည်ကျင်လာ။ဘာလို့ရသည်ကျင်လာသူ့။သူကဖရာတရားလုံးလို့။ဟောဖရာတရားလုံးလို့။ဖရာတပည့်တော်တော့မလုံးဘူး။ဘာလို့နောက်ကျတယ်။ဟိုရှင်များ။တီယူသူကကိုယ်ရင်ဖရာတရားလုံးလို့တော့သူကရင်ပိုရနေလို့မလုပ်တာလားတော့မပြောတတ်ဘူး။ဒါပေမဲ့တပည့်တော်တာဝန်တွေတော့သူ့ကိုပေးထားတာ။ တပည့်တော်စိတ်မှုထဲမှာရှင်မရတကယ်ချင်းတောက်ပေါ်တောက်ဖက်တွေကိုဒီရိတ်တာကိုခေါ်ဖို့အကျမ်းပြန်ဘယ်နှရာလောက်ရှိလဲရှင်မရခေါ်ဆို15ခါလောက်ရှိတယ်အပြည့်တော်တောက်ပေါ်တောက်ဖက်တွေတောက်ပြီဆိုပလင်းနဲ့လဲတာလူမလဲရဘူးဟုတ်ပါတယ်ဆရာဟုတ်ပါဟုတ်ပါအဲ့တော့ကောင်းပါတယ်နော်ရှင်မရလည်းမတောက်တော့ဘူးဆိုတော့အားလုံးသာဓုခေါ်ပေးကြပါဦးနော်အာ